ကိုစော်ဖုံးဟင်းဟိုဖမ်းသွားတာမလွတ်သေးဘူးပေါ့နော်။ဘာမှမလဲလေကျမတို့လည်းမသိရဘူးကွာ။ အဲ့လိုမျိုးတွေဘာတွေလဲမသိဘူး905နဲ့66ကကြီးရတော့အမတ်ခံရတယ်လို့ပြောပြီးနေအခုချိန်ဒီမလို့သေးဘူးပေါ့နော်အခုဆိုရင်19ရက်ကျော်ပြီပေါ့အခုနောက်ထပ်စိတ်စိတ်တောက်တွေကဘသူ့ကိုဖမ်းဖို့ပြောနေတယ်မှတ်လဲမပုတုလေးကိုဖမ်းဖို့လုပ်နေပြန်အာချောင်းနေပေါ့အဲလူကြီးကိုထမိန်ထုတ်ပို့မယ်လို့ဟုတ်ကျမပြောတာကွာသူ့ပါသူဘာပဲလှုပ်လှုပ်ဘယ်အချိန်တုန်းကဘာပဲလှုပ်ခက်ခက်ဒီလောကတွေကိုဘလို့ပဲဝင်ဝင်အမျိုးသားကြီးမဟုတ်ဟုတ်အမျိုးသားကြီးဟုတ်ဟုတ်ဘလို့ပဲဝင်ဝင် အခုချိန်မှာမျက်နှာကြီးပြပြီးတော့လေဟိုတတိရှိရှိပေါ့နော်ဝေး ဖန်ရဲတွေလိုအပ်တယ်လေတက်မို့ဟာနိုင်ငံမှာအဲ့လိုလူတွေလိုအပ်သေးတယ်လေရှင်တို့ဘာဖြစ်နေကြရှင်တို့ပြီးလိုက်ပုံတွေကိုချိလိုက်ကွာအသက်ကြီးကြီးတွေကွာအမျိုးသားရေးသမားလို့ပြောတယ်အသက်ကြီးကြီးတွေကွာအဲ့တော့ ကျမပြောတာကွာ तू ကနိုင်ငံအတွက်တကယ်လှုပ်လှုပ်ပေးနေတယ်။ဟောတရင်អော်နေတယ်မဟုတ်ဘူးတချို့တွေဆိုရင် तू ကပြောလိုက်တဲ့နိုင်ငံရေးတုံးတက်ချက်ကလေးတွေဘာလေးတွေဆိုရင်တချို့တွေမသိဘူး။ကျမတို့နိုင်ငံမှာတော်တော်များများနိုင်ငံရေးကိုနားမလဲကြောက်တိလဲနေကြောက်အမျိုးသားရေးဆိုလဲဘာလုပ်တယ်အေးအလံကာကြီးချက်သွားအမျိုးသားရေးထင်ကြတာအကုန်လုံးကဟိုသူများဘာသာကိုတိုက်ခိုက်တာအမျိုးသားရေးလို့ထင်ကြတာတော်တော်များများပဲလေ။အဲ့တော့ခါကျ तू ရဲ့အခြေအနေအကြောင်းတရားလေးဒါမျိုးလုပ်ရင်ဒီမျိုးလုပ်ရမယ်ဒီလိုလေးရှိတယ်နိုင်ငံရေးတုံးတက်ချက်လေးတွေတို့ဘာလေးတွေသူတို့အသက်ရွယ်နဲ့ကောင်းလေလေဗျာ။အဲ့တော့ ခွင့်လို့ပေးလို့မရဘူးလားကိုကျမလေးမြင်နေတာကွာစိတ်ဆင်းရဲကြည်ရတာအဆင်မပြေဘူးဟိုကျမတို့ဆိုကျမဆိုရင်ကွာမြစ်တာထားတယ်ကျမကလားယုံနေဟုတ်တယ်ဒါပေမဲ့ကျမဗမာပြည်အရင်ချစ်တယ်မြစ်တာအရင်ထားတယ်ကျမပြောတယ်ကွာသူပဲအချိန်မှာဗာပဲလောက်ခွဲခွဲနောက်ဆုံးပိတ်နောက်ဆုံးပိတ်ပြောတာနောက်ဆုံးပိတ်ဘလို့နင်းနဲ့ဝေးလာလာအေးအခုချိန်မှာတိုင်းပြည်တွေတကယ်လုံးလုံးနေရှာတယ်လေတကယ်လုံးရှာတယ်လေဘလို့ပဲဖြစ်ဖြစ် YouTube မှာပဲပြော TikTok မှာပဲဘလို့ပဲပြောအားချောင်းနေပဲပြောပြပါကျမတို့တွေသူတို့တွေသူတို့တွေပေါ့ကျမကတော့အခုပိတ်မရှိဘူးဆိုတော့သူတို့တွေဆိုရင် PDF ကအကြိမ်ကြိမ်တက်ဖို့ကြိုးစားခံနေရတဲ့လူကြီးလေအဲ့ဒါလေးတစ်ခုနဲ့ရင်ကြည်လိုက်ရင်ကိုကွာတိုင်းပြည်တွေအလုပ်လုပ်လားမလုပ်လားသိနေရပဲ။ဟိုဦးလေးတို့အတော်တို့တွေကအမျိုးသားရေးသမားဆိုပြီးအသက်ကြီးကြီးတွေ။အဲ့တော့နားလည်းခွင့်လို့ပြီးလို့မရဘူးလား။မရဘူးပေါ့။ထောင်ကြမှာကြီးနေကြမှာလား။ကိုစော်ပုံလေးနောက်မထွက်ရသေးဘူး။မပုတ်တို့လုံနေပြန်ပြီတော့တင်းနေပြန်ပြီစိမ့်စိမ့်တောက်တွေက။ကြာအန်အော်တယ်အန်အော်တယ်အပမာလေးပမာလေးအရန်အန်အော်တယ်အမျိုးသားရေးသမားဆိုတဲ့လူတွေပေါ့အများစုပါပဲ။အမျိုးသားရေးကိုတုံးချတာပေါ့ဒီက။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူတူအဖမ်းခံရတော့မယ်လို့တက်ထောက်ခံသူတွေကကြိုတင်သတင်းပါလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်ပေးသွားခဲ့ကြပါဦးခင်ဗျာပုံစံမှုဟင်းကျန်တဲ့အဖြစ်တွေဘာတွေရှိလဲတော့ကျွန်မမသိရပါဘူးရှင်နော်မသိရပါဘူးသူ line ပေါ်မှာတမတော်ယူဆဲဆိုတာအသားကိုဆဲဆိုတာလေးတော့ရှိပါရှင်အလားလေးတော့ရှင်တစ်ချိန်တခါတော့ခွင့်လို့ခွင့်လို့ပေးစေတယ်ရှင်ခွင့်လို့ပေးစေတယ်ဈေးချင်းနဲ့ဆင်ရှင်နော်ဟိုထောင်ကြအောင်လောက်အထီတော့မလုပ်ပါနဲ့ရှင်ကျွန်မမြစ်တာရက်ခံပါတယ်ရှင် အထက်လူကြီးနေရရှင်နော်ကျန်တဲ့ကိစ္စရောဘာကိစ္စရှိလဲမသိဘူးကိစ္စတွေရှိတယ်ဆိုတော့ तू ဥပဒေနဲ့မကင်းနဲ့ဟိုဘလို့လဲဟိုကြားရတဲ့တရင်တွေရောဒီနိုင်စင်မဲ့တွေဘာကြီးတုံးနေဆိုတော့ဒီကိစ္စတော့ဟိုခေါင်ကြဖို့အထူးရောမလုပ်ပါနဲ့နော်ခေါင်ကြတဲ့အထူးရောမလုပ်ပါဒီဟာတွေကဒီနေရာမှာနေတဲ့ဒီနိုင်စင်မဲ့တွေကဒီ plan တွေရရှိရပဲသူ့လည်းဒီအများလို့ပေါ့နော်အများလို့ပဲဒီ plan မျိုးပစ္စည်းတွေတော့ဟိုပစ္စည်းတွေပိတ်နေအဆင့်တော့ပဲနော်ဒီအထူးတော့ပဲ ဟုတ်ပါဘူးကျွန်မမေတ္တာရက်ခံပါရှင်။ထောင်ကြတဲ့အထီတော့တော့ထောင်ထဲထည့်တာတို့ဟိုနှစ်နှစ်ထည့်တာတို့သုံးနှစ်ထည့်တဲ့အထီစင်တော့မလုပ်ပါလိမ့်ရှင်။အထက်လူကြီးများရှင်။နော်အထက်လူကြီးများပြင်ဇော်ဘိုးဟင်္ကာသူမူးတဲ့အခါကျရင်ဒီလိုမျိုးပြောဆိုတာတွေရှိတာတော့အတိတ်တခါတော့ခွင့်လွှတ်ပေးစေချင်ရှင်။သူကမိသားစုတွေလည်းအများကြီးကြည့်ပါရဲ့နော်။ဂျာနယ်မိသားစုတွေဒုက္ခရောက်နေတဲ့သူတွေတက်ထရာရဲမေတွေဘာတွေစစ်တီတွေလည်းသူထောက်ကူတွေအများကြီးခဲ့ပါရဲ့။ဒါပေမဲ့တစ်ဖက်မှာဟိုမနာလိုစိတ်ရှိတဲ့သူတွေကသူ့ကိုမနာလိုသူ့ကိုထောက်ခံနေလူကတပုံသူ့ကိုမနာလိုတဲ့လူကတပုံရှိပါပါပြောရမယ်သူ့ထက်တာမနာလိုပေါ့နော်။ဒါတွေကလည်းအများကြီးရှိပါ။အဲ့ဒါလို့ဆိုအခုတက်မတော်ကြီးကိုပုံရိပ်ကြီးကြဆင်းအောင်လုပ်နေ ရပြီအခုဒီတွန်းနေကြပြီလည်းလက်ထက်ကတော့ဘယ်လိုပိတ်ဆံထောက်ပူရလဲအသားလက်ထက်မှာပိတ်ဆံလေး၃တောင်းထက်ရ၅တောင်းထက်ရတသိန်းထက်ရတသိန်း၈တောင်းထက်ရဒီကိစ္စတွေကတတ်မတော့ပုံရိပ်တွေအများကြီးကျဆင်းမှာအရှင်းကြီးအာမကိုကျော်ဘိုးဟိန်းကိုတောင်းမှာတခုမျိုးဖမ်းလိုက်ရဒီဒီကိစ္စတွေကိုလည်း အဲ့ဒီဒီမိညာအရေးယူတင်တယ်လို့ကျွန်မတို့ထင်ပါတယ်ရှင့်နော်အရေးယူတင်ပါပြီရှင့်တချို့တွေတည်တူတွေဒုက္ခအရင်ရောက်နေတည်တူတွေရှိပါတယ်နော်တည်တူတွေရှိတယ်အခုကိစ္စတွေကကြတော့တည်တူတွေကိုငဲ့ညာတာမဟုတ်ဘူးတည်တူတွေကိုခေါင်းပုံဖြတ်စားနေတဲ့ကိစ္စတွေပါနော်တည်တူတွေကိုခေါင်းပုံဖြတ်စားနေတဲ့ကိစ္စတွေအများဆုံးတောင်းခဲ့ပေါ်စေချင်ပါလိမ့်ရှင့်နော်ဆောဟေးကိုတော့မှအခုလိုမျိုးအရေးယူနိုင်လေတာဒီတည်တူအပေါ်မှာခေါင်းပုံဖြတ်စားနေတာတည်တူတွေတော်တော်ဒုက္ခရောက်နေများတာဒီကျွန်မဥပမာကျွန်မအလို့ထဲမှာဥက္ကဋ္ဌရှိနေဆိုရင်ကျွန်မပြောပါမယ်ဘာလို့လဲကျွန်မအလို့ထဲမှာဥက္ကဋ္ဌပါမယ်ဆိုရင်တယောက်ထဲပါရမရပါမယ်ဆိုရင်တယောက်လည်းဖြစ်တည်အတွက် ဲ့ကျန်တဲ့လူတွေကဒုက္ခရောက်နေကျန်တဲ့လူတွေကပေးကမ်းနေရတာနော်အာ၃တယောက်ရှိရင်၃တောင်၄ယောက်ရှိရင်၆တောင်ဆိုတာဒါမှဖြစ်တဲ့ကိစ္စတွေပါကျွန်မဖြစ်စဉ်ခင်ကကိုအလဲကြကိုလေးနဲ့ဆက်နေကြတာတမတမဲကြတာကိုတမတမဲလုံးဝမကြတဲ့ကိစ္စတွေလုပ်နေနေတာနော်ကျွန်တော်ကလည်းတမတော်ပုံရိပ်ကြစင်းနေပါဘူးတမတော်ပေးရဆိုတာအတန်ရရလည်းအမျိုးမျိုးထွက်နေပါရှင့် တကြီးရက်တရားလိုင်းမမတက်နိုင်ပါဘူးလို့ကျောက်ဒရာစခန်းကိုရိခါသွားပို့နေလို့ပါလို့နော်ကျောက်ဒရာစခန်းဘူကုန်းတို့ထမ်းမင်ကုန်းတို့လည်းရောက်ခဲ့တယ်ထမ်းမင်ကုန်းကိုတော့ PDF တွေကပြန်လာတိုက်တယ်ခုတနေ့ကကျွန်တော်တို့သိမိတာစခန်းပေါ့နော်ထမ်းမင်ကုန်းဖုန်းကြောင်းတို့ပြန်လာတိုက်တယ်တိုက်တဲ့အခါကျကိုယ့်ဘက်ကတယောက်ကြားတယ်ပြည်သူစစ်တယောက်ကြားတယ်ကြားပြီမဲ့သူတို့ဘက်ကလူယာချီကြားတယ်လူယာချီကြားတယ်ကို့ဟိုကလူယာချီကြားတယ်သူတို့အလောင်းတွေသူတို့ပိုက်ပြီးတော့ပြန်ပြေးကုန်ကြပြီအခုတော့အခုတော့ပြန်ပြေးကုန်ကြပြီဟိုသူတို့တေးလာတနာတော့တနာပါလေကို့မြန်မာနိုင်ငံသားချင်းချင်းမလို့စိတ်တော်မကောင်းဘူးဒါပေမဲ့သူတို့ကတနာရမယ်အစင်တန်းတွေမှာသူတို့မပါတော့ဘူးသိတယ်မလား ်ဘယ်လိုဖြစ်လို့အုံနောက်မရှိလောက်တော့လာလိုက်တယ်ဒီသူတို့ကြီးတေးပြီသူတို့ကြီးပဲသူတို့လောင်းသူတို့ပိုက်ပြီးကြေးရတယ်ပေါ့အဲ့ဒါကိုလေသူတို့အမြင်မမြင်ရသေးဘူးနော်နောက်တစ်ခုကပလဲမြုံနဲ့ကန်တော့ရစခန်းတိုက်ပွဲကလေစနေရတတိကြာသွားတဲ့အခါကျတော့စနေရတတိကြာခဲ့တယ်နော်အဲ့တိုက်ပွဲအတော်တွင်းမှာလေစခန်းအတော်တွင်းမှာရှိတဲ့လုံလုံရေးစစ်ပြီးပတ်သက်စရဲတယောက်မှမကြခဲ့ဘူးနော်အဲ့ဒါတယောက်မှကြာဆုံးခြင်းမရှိခဲ့ဘူးထိခိုက်ခြင်းလည်းမရှိခဲ့ဘူးနော်အချိန်ကြာလာတဲ့အမြခဲရနဲ့လက်နဲ့ရေးတွေပါရိတ်ခါတွေပြတ်သွားတဲ့တည်းမှာခဏနောက်ဆုတ်ပေးလိုက်တယ်ဒါပေမဲ့အခု20ရက်နေ့မှပြန်ပြီးတော့ ိုတက်မလို့စစ်ကူစစ်ကြောင်းကနေပြန်ပြီးတော့တိမ့်မတ်ရရှိခဲ့တယ်။ဟိုစခန်းအဖွဲ့ရဲ့စနေရက်တိုင်းရွရွချွညွတိုက်ခက်တိုက်ခိုက်နေတဲ့ကြားကနေပြီးတော့အဲ့ဒီ BBL ကအရာရှိငယ်ကြော်ကြီးတယ်တိလားအဲ့ရ PDF ခေါင်းဆောင်တွေမှာပေါ့အဲ့ကန်တော့ရဲစခန်းတက်ဖွဲ့ဝင်တွေဟိုဥစ္စာလက်နဲ့ချဖို့ဆိုပြီးအော်အော်နေတာအာဟိုကလက်နဲ့မချတယ်ပြန်ပြစ်လိုက်တဲ့ခါကျခေါင်းမှန်ပြီးတော့ပွက်ချင်းပြီးဆုံးသွားတယ်တဲ့နော်အဲ့သူတို့မှာជីကုံလူကုံနဲ့ជីလက်ကုံလူလက်ကုံစခန်းလည်းမရတဲ့ပလဲပဒက် သူရဲ့အဖြစ်ကတော့နော်ဇက်ထဲလိုက်ပါရဲဆိုမှလေနှိုင်းနေမလို့ရောရဲဆိုတဲ့ပုံစံမျိုးနဲ့ငိုကြီးချက်မှနဲ့ဖြစ်နေတယ်တဲ့နော်နောက်တစ်ခုကပခုတ်ကိုချမ်းသာကြီးကြေးရမှနီးမှရှိတယ်အကျမ်းပဲပြည်စခန်းဝင်ရောက်စီးနေပြီးတော့တုတ်တင်ပြီးတိတ်မက်ခဲ့ပါပြီလို့နော်သူတို့ကြိုးတုတ်ပြီးပြန်ပြေးဆွဲသွားတယ်ပြန်ပြေးဆွဲဖမ်းဆီးသွားတယ်ကြောက်ဆဲမှတူကိုလည်းပြန်လဲကဲပြထုတ်နိုင်ခဲ့ပါတယ်လို့နော်နောက်ပြီးကျတော့နောက်တစ်စင်းတစ်ခုကမုံဝါထောင်မှာလက်သုံးတောင်းနေများရယ်လေ အဲသူလက်သုံးချောင်းအင်အားအများဆုံးဆိုစစ်စည်းတွေတက်မအားတွေကငိန်ကုတ်ပြီးတော့သူတို့နေရတာအနည်းရထောင်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 နဲ့အိမ်မုံကထောင်ထောင်မှာအခုဝင်မုန်းတောင်ကိုအိုးဖို့ဝင်မုန်းတိုင်ကိုအိုးဖို့ထောင်ကိုပြောင်းလိုက်တာမလေးအိုးဖို့ထောင်ကတော့ရှင်မှာပဲသူကမုံရထောင်ကလို့ထင်ပြီးလက်တိလက်မောင်းနေထတန်းတာအဲ့ဒီမှာမျက်နှာမျက်နှာဘွားဝက်ချမှုလေးတောင်မျက်စရာနေရမလို့တော့အောင်သူ့အလိုလိုအဆန်တွေထွက်သွားအောင်လို့သုံးမပေးလိုက်တာအခုတော့သူအရန်လိမ်မာသွားပြီတဲ့ကောင်းလေးတော်တော်ပိုးကျိုးသွားပြီတဲ့အဲ့တော့ကျေးဇူးတင်ပါတယ်အိုးဖို့အိုးဖို့ရေးလို့ပြည်ရမှာအခုတလောစင်ကူးမေရီယာမြင်းညာကော်ပိုရိတ်ကြောက်ဖြူတန်ရဲမိုးပြဲဗမော်ပလဲရင်းမာပြီနေမှာ မြို့တွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်လို့နော်အဲ့တိုက်ပွဲတွေဖြစ်နေတာဟိုဖြစ်နေတဲ့မှာတန်လွဲလေစိတ်ကိုတိမ့်နေမှာဆိုတော့အေးအေးတို့အကြမ်းဖက်တွေမေးနေတာမြို့ကလေမောင်းတယ်လို့လားတင်မောင်းမောင်းတယ်လို့လားကိုယ့်ဘာကိုယ်တော်မှာရှူရှဲစားပြီးစိတ်ကြီးဝင်နေတာကိုယ့်အဆင်ကိုယ်မသိဘူးတည်တယ်မှာဟိုကတိမ့်နေတာတိမ့်နေတယ်နော်ဒါတို့ကမေရီယာအရှိချမ်းထမ်းမင်ကိုစကူရဲ့နေမနေ့ကမေရီယာအရှိချမ်းထမ်းမင်ကိုဖုန်းကြောင်းလာတဲ့ငယ်ဗရက်တွေဘလို့ဘွားရကလည်းပြောပြမယ်သိလားနော်ဒီနေ့၂၂ရက်နေ့မနေ့ဟိုက6နိုင်လောက်ကနေပြီးတော့ဝိုင်တွဲရနေပြီးတော့လေဟိုကလေနဲ့15ချိန်ဘုံဒီ46လုံး5ချိန်ထားနော် ကျဲသွားတာနောက်ပြီးကျလမိုင်းကိုလေနဲ့နှစ်ကြိမ်ဘုံသီးငါးလုံးကျဲသွားတာအဲ့ဒါဘလူဘွားရောက်သွားလဲဆိုတော့လေပေါ်ထော်လာကြီးရဲ့နဲ့လောင်းတွေတင်ပြီးပြေးကြတာပြေးကြတာပြေးလာနောက်ပြီးကျတော့ဥဒ္ဒါတူပြက်ဖွာလန်ဆက်ငင်းဟိုလာဒီရွယ်ဆောင်တွေကိုတင်သွားတာထော်လာကြီးရဲ့နဲ့နှစ်စီးသုံးစီးလိုက်အဲ့လိုမျိုးတင်သွားတာနော်အဲ့ဒါချမ်းကွာကိုအေးဆက်စစ်မနေဘူးလေချမ်းခုံလာတဲ့နွားအမဲသားဖြစ်တယ်ဆိုတာနင်တို့နော်သူ့ကနေတဲ့စခန်းကိုသွားသွားလာလာသွားတာလေပြည့်မလားနောက်လည်းမလာနဲ့တော့လာလည်းမနောက်နဲ့တော့သိတယ်လားမလားနော် စစ်တပ်ကပြေးကန်တော့ကြာတော့ပထွေးဆန်နေဆိုပြီးတော့ဒီလိုဂရုတခါမှာအော်နေကြတာလေလင်းကြီးနဲ့ဘယ်နဲ့ချိန်ကြာသွားပါလဲဘုံဒီဘယ်နှလုံးချက်အားသွားပါလဲနော်ဘလို့ဟိုလာလောက်ပါလဲဆိုစစ်ဟိုလင်းရင်ရှိပါလေဆိုပြီးတော့ကဘာတော်ကြော်ညာထားတဲ့စစ်တပ်ကိုဒီလိုလာလာဆွားလင်းနဲ့ကျဲတယ်လင်းနဲ့ကျဲတယ်နေလို့ကပြောနေသေးတယ်မနိုင်ဆရမတိုက်နဲ့လေသိရမလားလင်းရင်ရှိပါဆိုလင်းနဲ့မပြေလို့ဘာနဲ့ပြေရမှာမလို့နော်နောက်ကဇွန်လနဲ့စက်တရက်နေ့စကိုင်းမင်းကုန်နေရချောင်းမယူပါဦးလေဝိုင်းတွဲကတောင်ဝင်ကြည့်ခဲ့တယ်တဲ့နော်ပြီးတော့စင်ကုန်းလို့နဲ့လက်ပတ်လာရောလင်းုံလေးအစာကောက်လိုက်တဲ့အတွက်ဗဒက်တွေလေးအုံလိုက်ကျင်းလိုက်ဆွေးတော့မျိုးတော်တွေအားလုံးအေးချမ်းပြီးဖြစ်သွားပါလေတဲ့နော်ဒီနေ့20နှစ်ရက်နေ့နောက်တရင်တစ်ခုကကျတော့ ဒီနေ့20ရက်နေ့မှာမြောက်ဦးအဖွဲ20ဦးကတရက်မျိုးသတင်းပို့တယ်အဲ့ပေါ်ပြီးတော့ဟိုဟာဖားစီကစစ်တုံးမှာပထမ30ဒုတိယ35ဘောင်း65ရောက်လာချိုရမခောက်ပြန်ရောက်ပါပြီရမခောက်အဖွဲပေါ့နော်နောက်မွေးတော်မောင်တို့ဘက်ကအရာရှိ9ရောက်68 48ရောက်ထပ်ပြီးလွတ်လာပါတယ်တဲ့နော်နောက်ပြီးတော့ကျောင်းတော်အဖွဲအဖွဲစောဘက်ကရွာလေးတွေမှာညိုင်နားကြပါတယ်တဲ့နော်နားခခလေးတမန်သားလန်လူတော်လက်လက်ချအဲ့အဖွဲတွေလည်းပါပါတယ်တဲ့အဲ့အဖွဲတွေကတော့ပြန်ရောက်လဲဆက်သွယ်လို့ရမယ်မထင်သေးပါဘူးသူတို့စစ်စစ်မင်းများအောင်ပါလေစစ်စစ်မင်းများမှာပြည့်ဝင်ခိုင်းပြီးမှာပဲအပြစ်တွေပါရွာလုံးမှာမြန်မာနဲ့ဆက်သွယ်မယ်ထင်တယ်ပြီးတော့ရဲလာဘကအောက်ခွန်လူကြီး30ကျော်ထပ်လာပါလိမ့်မယ်တဲ့နော် လမ်းတစ်ဝက်မှာရောက်နေပါပြီတဲ့စစ်တပ်ကလမ်းတွေပိတ်ထားတဲ့ခါကျတော့ရောစောဘနဲ့တချို့ကအမ်ဘရန်လမ်းဘက်ကနေတော့ဝင်လာပါတယ်တဲ့မိုးရွံကာလာခရီးအခြေအနေတောင်နေပြိုလမ်းတွေပြန်နေခက်ခဲပါတယ်တဲ့ပြန်လာတယ်သူတို့ဆက်သွားလိုက်မယ်တဲ့လမ်းရှိခရီးအခြေအနေရဲ့ဘရက်ဆိုးမှုနဲ့နေနေဖြစ်တာကြောင့်ဟိုဘလက်ခရီးအခြေအနေရဲ့ဘရက်ဆိုးမှုနဲ့နေနေဖြစ်တာကြောင့်မလို့အန်ရကင်းဘေးကင်းနဲ့ပြန်လာနိုင်အောင်ဝိုင်းပြီးတော့ဆူတောင်းပေးကြပါအောင်လို့ကောင်းတဲ့စစ်သားတချို့ကိုလည်းပြောမယ်နော်ဘာလို့ပြောမလဲဆိုတော့ကြာကြာကြီးတွေသုံးမာတာတွေကမင်းတို့အတွက်မသေးသေးတွေ့တယ်ဆိုတာမင်းတို့ရဲ့ဘဝတစ်သက်လုံးမှာ မင်းတို့မှတ်ထားရမယ်။ဘာလို့လဲဆိုဆရာဆရာကြီးအသိစိတ်နေရာလေးမင်းတို့အောက်ခြေရနေပြီးလိုက်ပြီးတော့သွန်သင်ဆောင်ရမှာတာသူတို့ရိုက်တဲ့သွေးထွက်ခြင်းကမင်းတို့အတွက်အသက်မတည်ရေးအတွက်မင်းတို့ဆုံးမှာတာဖြစ်တယ်နော်။ဒါတို့ကတော့အဲ့လိုပဲခံယူရတယ်ငါတို့စစ်သားစိတ်သက်ပဲနော်။ဘာလို့လဲဆိုတော့ဆရာဆရာကြီးတွေရဲ့အပေါ်မှာဘယ်တော့မှမညုံညင်တော့ဘာလို့လဲဆိုတော့အဲ့ဒီလူမျိုးငါတို့သူတို့ရိုက်တာကိုခံနိုင်တယ်ဒါပေမဲ့မင်းတို့တတ်တာကိုမခံနိုင်ဘူး။ ။သမ ्या ကတက်တာမခံနိုင်ဘူးကွာငါတို့ဆရာဆရာကြီးတွေဆုံးမတာပဲငါတို့လက်ခံမယ်နော်။အဲ့ဒီတော့အကုန်လုံးဒီကျမ်းပါသည်ပြောပြပါသည်နော်။နေ့ရက်တိုင်းမှာအောင်ကိုယ်ပဲကြည့်တော့နော်။ရအကုန်လုံးအဆင်ပြေပါကြီး။ဒီရာဝီတိုင်းမှာလည်းအရာရာအကုန်လုံးကလည်းဟိုစစ်တပ်ရဲ့ဗမုကူညီမှုနဲ့အကုန်လုံးလည်းအဆင်ပြေပါတယ်။အရာဝီတိုင်းရောမွန်ပြည်နဲ့ကရင်ပြည်နဲ့အကုန်လုံးတော့ရခိုင်ပြည်နဲ့အကုန်လုံးကနည်းနည်းရှင်းလင်းနေလုံနေတဲ့အတွက်ကြောင့်မလို့အကုန်လုံးကအပြင်မှာပဲထွက်နေကြတဲ့စစ်သားတွေအများစုပါတော့နော်။ အဲ့ဒါကြောင့်မလို့အကုန်လုံးနိုင်ငံရောက်အဆင်ပြေပါတယ်လို့ကိုကနမေရှင်းလင်းရေးပဲเนาะကြားချုံကဘာမှတော့မရှိပါဘူးစစ်သားတွေအကုန်လုံးအဆင်ပြေပါတယ်အောင်မြင်ပါတယ်နေတိုင်းလည်းအောင်မြင်ပါတယ် okay မာလီကိုလုံးအဆင်ပြေတယ်ကိုလုံးအဆင်ပြေတယ်တာနိုင်ငံကြီးရောက်လို့ရှိရင်တော့ fight 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 ဘာမှမဖြစ်ဘူးကောင်းလုံးဆင်ပြေတယ်ခွေးတို့လည်းလမ်းငင်းသွား၊ဘာညာသွားလာရတာနော်။လက်နဲ့ကံရဲ့ပေါ်လာတာလည်းသူ့ဝင်မှာအကုန်လုံးပြပါတယ်။နော်။ကောင်းလုံးကျေးဇူးတင်ပါတယ်။ မေးပြီးတဲ့အတွက်လေဟိုပြောမှဆိုလို့ရှိရင်တော့ကွာငါတို့စစ်သားတော့အကုန်လုံးငါပြောပြရမယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့အဲ့တော့တစ်ချိန်တော့ KG တက်တာနဲ့တူတယ်သင်တန်းကျောင်းရနော် KG ကျောင်းသားတွေနဲ့တူတယ်ကွာမင်းတို့စာတင်ပြီးခဲ့တယ်မင်းတို့လေ့ကျင့်ပြီးခဲ့တယ်အခုစစ်သားကြီးဖြစ်လာပြီပေါ့နော်ဘိုးချိန်ကိုရဲ့နေမီအလိုက်ထိုင်နေရတဲ့အချိန်မှာဆရာကြီးဒီဆုံးမတာတွေမင်းတို့လက်ခံရမယ်ကွာ ာဖြစ်လို့လဲဆိုတော့မင်းတို့ရဲ့အသက်ကြီးမပေးဆက်ရရေးရဆရာကြီးတွေကမင်းတို့နီးကပ်ဆုံးမနော်ပြောမဲ့သူဆိုတော့သူတို့တွေလည်းရှိရပါငါပြောတာဟုတ်မဟုတ်မင်းတို့စဉ်းစားကြည့်ပါဗျမင်းတို့သူတို့တစ်ချက်ရိုက်တဲ့တစ်ချက်ကမင်းတို့ရန်သူရဲ့ကြည်တောင်းနဲ့တန်မှုရှိတယ်သူတို့တစ်ချက်ရိုက်တိုင်းငါဟာရန်သူနဲ့ကြည်တောင်းလွဲသွားပြီမင်းတို့နော်အဲ့ဒီစိတ်ဓာတ်လေးတွေထားပြီးပါနောက်ပြီးတော့လည်း ဆရာဆရာကြီးတွေဆိုတာလည်းအတွေ့အကြုံကအများကြီးပဲအဲ့တော့မင်းတို့တွေကိုမင်းတို့အဖေမေတွေလာမဆုံးမတဲ့နေရာမျိုးလာမဆုံးမနိုင်တဲ့နေရာမျိုးမှာမင်းတို့ရှိနေတဲ့အတွက်ကြောင့်ဆရာဆရာကြီးတွေရဲ့စကားကိုမင်းတို့နားထောင်ပြီးပါနောက်ပြီးတော့လည်းနော်ကိုယ့်အဖေမေတွေလာမဆုံးမနိုင်တဲ့နေရာမှာဆရာကြီးဆရာကြီးဆရာကြီးညာဆရာဆရာကြီးရဲ့တရားပေါ့နော်မင်းတို့တွေကိုဆုံးမပေးတယ်ကွာစစ်ကောင်စီကျင်းပနေတဲ့ငင်းကြမ်းရေးဖူရန် ဘာမျှထူးခြားလာစရာမရှိဘူးလို့နိုင်ငံရေးလေလာသူတွေတုံ့သက်စစ်ကောင်စီကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဟာဘာမျှထူးခြားလာစရာမရှိဘူးလို့နိုင်ငံရေးလေလာသူတုံ့သက်ဦးတန်းစိုးနိုင်ကနှီးရင်စရာကိုတုံ့သက်ပြောကြားလိုက်ပါတယ်ဦးတန်းစိုးနိုင်ကဘာမှထူးခြားလာစရာမရှိပါဘူးကြောင်ခန့်တွင်းပြက်နဲ့ဆက်ရက်တောင်းပန်ကြိုးစက်လန်းပါလို့ပြောပါတယ် ဒါအပြင်ရှေ့နေကြီးဦးကြီးမြင့်ကလည်းစစ်ကောင်စီကျင်းပနေတဲ့ငင်းကြဲရေးဖိုရန်နဲ့ပတ်သက်ပြီးနက်ကရာကြီးမောနေဖို့မလိုပဲတော်လန်ရေးအဖွဲ့တွေအနေနဲ့ကိုယ်အလုပ်ကိုလုပ်ရမယ်လို့ဤရင်စရာကိုတုံ့တက်ပြောကြပါတယ်ငင်းကြဲရေးဖိုရန်ကျင်းပတာမင်းအောင်လိုင်ကရွေးပြတဲ့သဘောပါပဲသူလည်းဘာမှလုပ်လို့မရပါဘူးတသက်လုံးကလိန်လာတာပဲမထူးဆန်းတော့ဘူး လက်ကရာကြီးမောနေဖို့မလို့ခေါင်းထဲကိုထည့်เสียမလို့ဒါကိုအလုတ်ကိုလို့ရမှာပေါ့ခေါင်းထဲကိုထည့်เสียမလို့ဒါဒီဘက်ကလည်း PA တို့ AA တို့ကလည်းတိုက်နေတာပဲလို့ပြောပါတယ်စစ်ကောင်စီဟာပြည်တွင်းပဋိပက္ခနဲ့ပြည်တွင်းစစ်တွေချုပ်ငြင်းရေးအတွက်အခြေခံဆွေးနွေးကြမယ်လို့ဆိုပြီး2025အလွန်ငင်းကြဲရေးခင်းခြင်းနဲ့ရွေးကောက်ပွဲအလားအလာသုံးသက်ဆွေးနွေးပွဲငင်းကြဲရေးဖို့ရန်ကိုမနေ့ကဇွန်လ25ရက်မနက်ပိုင်းကနေစပြီးနေပြည်တော်မှာ3ရက်ကြာကျင်းပနေတာပါ တော့မင်းတို့ကကျင်တယ်မင်းတို့ဆုံးမတယ်ဆိုတာလည်းမင်းတို့အသက်တွေမပေးဆက်ရရေးမင်းတို့ဘဝကြီးမတုံးရေးသူတို့တွေကသူတို့ရိုက်လို့ရှင်တွေးထက်တန်ယူပဲဖြစ်မှာဟိုကပြင်ကြည်တောင်နေနဲ့မင်းတို့သေးသေးနိုင်နေတဲ့ဖြစ်တယ်ကွာအဲ့တော့ငါကတော့ခံယူချက်ကောင်းတယ်ငါတို့ကဒီမှာကဟို KG ကနေပြီးတော့ဆင်းလာပြီးပါမှာပေါ့နော်အခုသူငယ်တန်းတက်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်အခုဆိုတော့တန်းရောက်နေ အဲ့တော့ဆရာဆရာကြီးကြီးဆုံးမတဲ့စကားကငါကတော့လုံးဝသဘောကျတယ်ကွာကြိုက်တာပဲဖြစ်ဖြစ်ဒါဟာမင်းတို့ကိုကောင်းမှုမင်းတို့အတတ်မသိရေးအတွက်သူတို့ဆူဆုံးမတယ်သူကငါပြောချင်းတယ်ပေါ့နော်နောက်ပြီးရှည်တန်းရဲပေါ့နောက်တန်းရဲပေါ့ပေါ့နော်ရှည်တန်းမှလည်းမင်းတို့တွေဘယ်လောက်ထိပဲလောက်ရလောက်ရရှည်တန်းမှနေတဲ့လူတွေကဘယ်တော့မှမညူညင်နဲ့ကွာမင်းတို့လုံးတဲ့ပုံမူတည်ပြီးတော့မင်းတို့တွေကနိုင်အောင်တိုက်ရမှာ မင်းတို့အခုလုံနေတာဒီဒီမင်းတို့အတတ်မသိရေးအတွက်လုံနေရတယ်နောက်တန်းရဲဘော်ကြီးတဲ့ဒီတိုင်းပဲမင်းတို့ရိုက်တာဒီအချက်ရိုက်တိုင်းမှာမင်းတို့တွေးထားတယ်မင်းတို့ရဲ့ရန်သူပြစ်မဲ့ကြည်တောင် လွဲသွားပြီအဲ့တော့ငါဒီညနေဆိုလိုချင်တာဆရာကြီးတို့မျိုးညင်ပါနဲ့ဆရာကြီးတွေကမင်းတို့မိဘလို့သားသမီးလို့ဆရာဆရာကြီးတွေလို့အကုန်လုံးဆုံးပါခဲ့တာဘုန်းကြီးပါနော်ဆရာဆရာကြီးတွေလည်းကျမ်းမာချမ်းသာပါစေအားလုံးလည်းကျေးဇူးပါနော်ဒီညနေပြောချင်တာ နာမချက်တော်မျိုးတို့ရေရန်ကုန်မင်္ဂလာရှိတဲ့သတင်းလေးပေါ့နော်ရန်ကုန်မင်္ဂလာရှိတဲ့ဒီကနေ့2025ခုနှစ်ဇွန်လ25ရက်နေ့ရန်ကုန်မင်္ဂလာရှိတဲ့သတင်းလေးနောက်ချိုရဖို့လေးမိုင်အလို fighting မြန်မာတမတော်သားတွေနောက်ချိုကိုတိုက်ပွဲဝင်နေတဲ့မြန်မာတမတော်သားတွေ fighting ရန်ကိုကျေးဇူးတင်တယ်ချစ်တို့ကောင်းပြီလေမိုင်မဲ့လို့တော့လည်းနောက်ချိုးနော်မနေ့က24ရက်နေ့မှာနောက်ချိုးမှာအဓိကဒီပလောင်လေးခန်းစစ်အကြီးကြီးပြင်ထားတယ်သူတို့အရေးကြီးတဲ့ခိုင်မာတဲ့ခန်းစစ်ပြင်ထားတဲ့နောက်အော်ကိုမနေ့ကမြမတက်မတော်ကနေပြီးတော့အိမ်မက်ရရှိခဲ့ပါပြီနော်ဒီလိုပဲလုံဝဲငချင်းနုနောင်လင်းကပဲမြောင် အဲ့ဒီနေရာတွေကိုမြန်မာတက်မော်ကြီးကအကုန်လုံးကိုထိုးစစ်ဆင်ပြီးအစ်စကန်တွေပေါင်းပေါင်းပေါ်ဒီဘလောင်လေးရဲ့စကန်တွေရပြီးမနေ့ကအထူးကန်စစ်ကြီးပြင်ထားတဲ့နောက်အော်ကိုနောက်အော်ကန်စစ်စကန်ကိုမြန်မာတက်မော်ကနေအောင်မြန်စွာတင်ပိုက်ရရှိပြီးပါပြီနောင်ချိုတစ်ခုလုံးကိုတင်ပိုက်ဖို့လေးမိုင်ပဲလိုတော့ပါတယ်နော်နောင်ချိုမျိုးတစ်ခုလုံးကိုမြန်မာတက်မော်ကလက်အောက်ကိုပြန်လဲရရှိဖို့လေးမိုင်ပဲလိုတော့တယ် fighting မြန်မာတက်မော်သားတွေနော်ပြည်သူပြည်သားတွေမကြခင်နောင်ချိုမျိုးတန်းတော့လာရှိုးလို့ပဲ one band တတာနဲ့ ဝင်ရပါတော့မယ်အိမ်ပြန်ရပါတော့မယ်အခုကိုသွားနေတဲ့လမ်းတွေမှာနောင်ချိုကွင်းလမ်းတွေဒီဒီဗလက်တွေတရှိရတော်လမ်းတွေကနေကွင်းလမ်းတွေသွားစရာမလိုတော့ဘူးနောင်ဆိုရင်မကြတော့ပါဘူးမကြတော့ပါဘူးနောင်ချိုမျိုးတွေကနေချက်ပြီးတော့လာရှိုးနော်လာရှိုးလိုပဲနောင်ချိုမျိုးသူမျိုးသားတွေအနေကင်းဆောင်နေအိမ်ကိုပြန်ရပါတော့မယ်မကြခင်မြမတက်မလို့ဒီတိတ်မိုက်ဖို့လက်တကမ်းလိုလင်းမိုက်မယ်လိုတော့ပါတယ်နော်နောင်ချိုကို ဒီကနေ့25ရက်နေ့မှာဝန်သာစာရသတင်းလေးပေါ့ရှင်။နောက်ကြာကူဒီမြေမျိုးစင်တို့တီရှိရပင်နေကြီးနဲ့ဖားဆောင်မျိုးနဲ့မော်ချီဒေတာတောင်ပေါ်ရွာခဲတတုဒူဖော်နေတဲ့လုပ်ငန်းဝင်တွေမှာဝင်နေတဲ့အချိန် break day တွေနဲ့ဒီအကြမ်းဖက်အဖွဲ့စည်းတွေကလေအုပ်စုလိုက်လုပ်ငန်းဝင်တွေဝင်နေတဲ့အချိန်ကိုမြမတက်မတော်ကြီးကအကိုကြီးကျမတို့ရဲ့အကိုကြီးမောင်မရနေပြီးတော့တဲ့တဲ့ကြီးကိုပြမတဲ့တဲ့ကြီးကိုဒီကနေ့ပါဆယ်လက်ဆောင်လေးတွေချပေးလိုက်တာတော်တော်ကြီးကိုအထင်သာပါပါတယ်။ဒီကနေ့25ရက်နေ့နေ့လယ်7:00ခန့်ဝင်ကျင်မှာနော်။ပြမတဲ့တဲ့ကိုမှချပေးခဲ့လိုက်တာတော်တော်ကြီးကိုအထင်သာပါတယ်။တက်လာလိုက်မှမကြခင်မကြခင် white call ကြလိုက်မယ်နော်။ ဒီလိုပဲမနေ့က25ရက်နေ့ညနေ9:00နာရီမှာကြောက်မဲ့ဒီနောက်သူကနေပြီးတော့နောက်သူမှာအခုပလောင်တွေတော်တော်အထိနာတယ်ပလောင်ကတောင်ခမ်းမှာပလောင်ခမ်းနေပြီနော်စာစုလေးနဲ့တောင်ခမ်းပလောင်ခမ်းနဲ့အဲ့တော့ပလောင်တွေမျိုးတွေပြုတ်နေပြီနောက်ဒီနောက်ချိုးမှာပလောင်တွေအထိနာသမျှ ဒဏ်ရာရစစ်တီတွေကိုကြောင်မဲဝုံတဲထုတ်နေတယ်နောက်ပြီးတော့ဒီဓာတ်ပေါ်တွေကိုကြောင်မဲဝုံမနိုင်ဘူးသူတို့တဲနေတာအဲ့ဒီမှာဆေးခွက်ခုနေတယ်နော်ဆေးခွက်ခုတဲ့နေရာမှာပိုင်ဆေးကန်နော်ပိုင်ဆေးကမနေ့ကညနေ9:00နာရီမှာလေနသားတွေကနေပါဆယ်ပုံးလေးတွေချပေးလိုက်တာရက်ွက်ခွန်ရက်ွက်သုံးနဲ့ရက်ွက်ခွန်နော်အလီနာအလီနာမှာရှိတဲ့ဒီအလီနာကနေရလိုင်ဆေးကန်စံပြခမင်းဆိုင်ပလောင်လေးတွေပလောင်လေးတွေခမင်းဝင်စားနေတဲ့အချိန်ခမင်းတော့ပြီးဆုံးအောင်မစားမစားသွားနိုင်ရချာဘူးဟိုနောင်ဘဝမှာမစားစားလိုက်တော့နော်အဲ့ဒီကိုတဲ့တဲ့ဒီနသားလေးတွေကပါဆယ်ပုံးလေးတွေချပေးလိုက်တာဒီခမင်းဆိုင်ထဲမှာပလောင်လက်ဖက်ချောက်တွေဝင်ပြီးတော့ခမင်းစားနေတဲ့အဲ့ဒါကြောက်ရှူကိုကျွန်တော်ပြောရင်ကြောက်ရှူကိုပြီးနေကြတယ် တောက်ပြီပေါ့ဒီပုံစံလိုင်းဆိုရင်တော့ကျွန်တော်အထင်ပြောကျွန်တော်အထင်ပေါ့နော်ကျွန်တော်အထင်ပြောရမယ်ဆိုရင်အခုကျွန်တော်လည်းကိုကြော်မျိုးမေးလို့ပဲဒီကိုဒုတိယအထင်ပြောတော့ကျွန်တော်သုံးသက်ကြည့်သလားတောက်ပြီမှာအေးလမ်းချပါပြီအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီနေ့22ရက်နေ့23ရက်နေ့မှာဒီတပေါ့အထုံးနေတလိုင်းနေရာမှာဒီတောက်ပြီမှာဒီပေါ့အိုးထိုးလေးပါဆိုတာဒီအကြောင်းအပြားအကြောင်းလေးဒါဒီကောင်းလေးလူကထုံးနေတဲ့အတောင်ရောက်အယူလောင်းအယူကြနေအယူလုံးလုံးကြနေတဲ့အလောင်းလေးဒါစသုံးလောင်းပေါ့နော်ဒါကျင်တဲ့ဒီဘက်အယူမကြသေးတဲ့အလောင်းလေးလောင်းပေါ့ ဒီလိုက်အနေနဲ့ဒီဒါနေပြင်းအယူကြနေတဲ့တပုံကပုံပြီးအဓိကကြားတယ်ပေါ့အဲ့လိုယူနေပြင်းမှာအဲ့လောက်ဒီလောင်းယူကြနေတဲ့ညာပဲဖြစ်ဖြစ်ဒါဒီမျိုးလိုဘက်ကရရှိပြီဆိုလေရအနေမီစုံမှုမှုရရှိပြီလို့ပြောလို့ရတယ်အဲ့ဒီအရကိုကျွန်တော်အနေနဲ့တုံ့တက်ကြည့်ရမယ်ဆိုရင်အဲကြောက်ဖြူမှာအလုံးဝအဲရလန်ကြသွားပြီလို့အာတုံ့တက်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတပုံမိပြင်းအခြေအနေရတွေကကြည့်မယ်ဆိုပေါ့နော်အဲ့ဒါကိုယ်ကလည်းမဟုတ်နောက်ချူမှာတော့ဒီကောင်လေးမြူသေးပဲကျန်တော့လို့မြူသေးကိုလုံးဝကန်စစ် ပြင်းနေတဲ့အနေထားပေါ့။အောင်ကျိုးကခဏရပိုင်းမကြတော့ပါဘူး။အောင်ကျိုးကြားလဲ။တော့မိုးပြေပေါ့။မိုးရမှာကြည်ရတယ်ပေါ့။ကြာပီတရတယ်။ဒီဒီကောင်လေးတင်ထားတာဆိုရင်တပုံဒီကောင်လေးလောင်းလေး။ဟိုဘယ်လိုမှမစနာရေးပေါ့။ဒါနာရေးပါတော့ဒီဆုံးကိုကြားဆုံးကိုလောင်းလေး။တပုံစီရိုက်တာဆိုအဲ့တပုံမှာသူကရက်ဆွဲလေးလာလေးပါလေးတိတ်ပါလေပေါ့။ဒီမှာသူကဟိုကကျွန်တော်ကြည့်ရတော့ဒီကောင်လေးတင်ထားဆိုရင်အဲ6လပိုင်း22ရက်နေ့ကတင်ထားတယ်ဆိုတော့အဲ့ဒါ22ရက်24ရက်နေ့မှာဒီမိုးပြေမျိုးတွေကသူကန်စီလောက်ခိုင်းနေရဟိုတော့တီလီလင်းကောင်တော့နော်တော့လားလင်းခါရောက် ့ဆိုရင်မသိလေကတာဒါနဲ့လည်းငါဖုန်းကြောင်းတယ်ဟိုကျွန်တော်နေမိစကြောင်းတွေတိတ်မဲ့ခိုင်မှလောက်တာပါတိတ်မဲ့ရရှိရတယ်နော်။နောက်ကျွန်တော်တို့တရားလေးရတဲ့ရက်ဆက်ပါကျွန်တော်တို့တရားလေးကနေနေထိုင်လို့တရားလေးပါအဲ့ဒါတရားလေးကမြင်ကြမှာဆုံးပါဒီနေ့ပြောတာကတော့ကျွန်တော်မျိုးလေးမှာလုံးဝခံစီဒီဝင်ဘက်ကပြင်လာတဲ့ဒီချာတို့ကဒီကောင်လေးကိုမောင်ဆောင်ထားရပါတော့နော်ဒုက္ခရစီအောင်ဆောင်ထားရပါတော့ပီတီအေတွေကယူတော့နေမှာဘယ်လိုဆိုတော့ကျွန်တော်မှခံစီပြင်လို့အင်အားလောက်လည်းမရှိအောင်ပြင်မဲ့ဖွေရတယ်ကျွန်တော်တို့တို့ချင်းကြီးကွဲလာရှိတယ် ဒီရှမ်းဟောနှဖွင့်နေဒီတင်လန်လေးနေရတယ်အဲတိုက်ပွဲလေးကြီးပဲနေမှာဖြစ်ပေါ်နေတာလေးရှိတယ်အဲ့တော့ကြောက်ပြီပေါ့နောက်စိတ်ဝင်စားကြောက်ပြီပြကြရခုပေါ့နော်ကျွန်တော်အမြင်ဆုံးပြတ်ပြရမယ်ဆိုတော့တကြတော့ကိုယ်ရအောင်လို့တကြရဘူးလားလဲတော့တကြရောလေအဲကြောက်ပြီကအေးလန်ကြောက်ရတဲ့အနေအထားရှိပြီပေါ့နော်လူပြမင်္ဂလာပါဗျာနော်ကျွန်တော်မင်းကျန်စစ်ပါမင်းကျန်စစ်ပါကျွန်တော်တို့မြန်မာတပ်မတော်အနေနဲ့ဘက်ဆောင်တိုက်ပွဲတွေဆင်နွှဲနေတယ်ဘက်ဆောင်စစ်ပွဲတွေဆင်နွှဲနေတယ် နေရာဒေသအသီးသီးမှာဆက်မျက်နှာဖြန့်ကျက်ပြီးတော့နော်စစ်ပွဲတွေဆင်းနှွဲတယ်ဒါပေမဲ့တမတော်ကဘယ်တော့မှနောက်မတွန့်ပါဘူးနော်ဆက်မျက်နှာတွေကျက်ပြန့်ပြီးနေရာဒေသအသီးသီးမှာအိုက်ပွဲတွေရင်ဆိုင်နေရပြီးမဲ့တမတော်ကအမြဲတမ်းနော်ရင်ဆိုင်ရင်အတက်မှာကျွန်တော်တမတော်အနေနဲ့ခိတ္တခဏစခန်းတွေဆုပ်ခွာပြရတာတော့ရှိတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့ရှေ့ကိုတူးနိုင်ဖို့အတွက် ဆက်ပေးပြီးတဲ့အချိန်မှာအခုကျွန်တော်တို့ဒီနေ့အချိန်ကိုပြန်လေ့လာမယ်ချမ်းမြောက်ကျွန်တော်တို့ရမခခွင့်ကိုကြည့်မယ်ဆိုကျွန်တော်တို့လာရှိုးအောင်မြင်စွာပြန်ရခဲ့ပြီအခုဒါချမ်းမြောက်မှာဆိုရင်ဒါနောင်ချိုးတခွင်တောင်ခမ်းဆားပြီးတော့နောင်ချိုးတခွင်က TNLA ပလောင်လေးပလောင်ပြောင်းမှုတွေတော်တော်လေးအထိခိုင်နေတာနဲ့ဆုံးရှုံးမှုများခဲ့တဲ့အနေအထားဖြစ်သွားတယ်အခုဆိုရင်ကျွန်တော်တို့နောင်ချိုးကျွန်တော်အဝဲခံပါတော့မယ်နောင်ချိုးနော်အဲရခိုင်ဘက်ကိုပြန်ကြည့်ရင်လည်းကျွန်တော် AA ခဲဝါလေးအကြောက်ပြူဘက်မှာအတုံးယုံပါပဲနော်အကြောက်ပြူဘက်မှာအတုံးယုံပဲပြောတယ်အကြောက်ပြူကြတော့မယ်အကြောက်ပြူမှာဘလူတွေကတော့လက်နက်ချသွားပြီ ဒါကဖုန်းတွေလည်းနဲ့ချသွားပြီလည်းဆက်လျှောက်ပြီးဟိုကောလာဟလာသတင်းတွေဆိုရင်စိုက်ွားတွေပါဒါမီဒီယာဆိုရင်ကျွန်တော်တို့စိုက်ွားတွေပါနော်စိုက်ွားတွေမီဒီယာစပွဲကျွန်တော်တို့ကဒီမရိုးကြစပွဲတွေဖြစ်ပေါ်လာတဲ့အချိန်မှာနောက်ကနေမီဒီယာစပွဲဆိုတာလည်းပါလာတာပဲဒါမီဒီယာနဲ့ဆက်တဲ့စစ်စင်တွေလောက်တာဟိုမီဒီယာနဲ့ဆက်တဲ့စစ်စင်တွေလောက်တာကျွန်တော်တို့ဥပမာပြောရင်ဗျာတယောက်ဖမ်းခံရရင်တုံးယောက်လို့လုပ်တဲ့အကျင့်ပေါ့ဒါမျိုးလေးတွေပေါ့ဗျာဒါမီဒီယာစပွဲရဲ့ဒါစိုက်ွားပဲအဲ့စိုက်ွားမှာကျွန်တော်တို့နော်စိုက်ွားမမိစေဘူး 啊！阿拉二十天内的拍片到，现在里面家家户哪里路还得，啊，住的别，咱们话哪里，咱们话咱们家住的，那大里的拍片，二十天内的，现在二十天内拿钞票比较，现在不交完了，啊，现在路上看下，路上在铺比较，现在是生意隆的还是细吧？啊，一点臭事都不干，大家也着。那边马路边，咱们话拍拍看里比较，现在哪里的马路上，哎，不稳当要死的，啊，没没有白车嘛？推开开门跑，球场啊那一栋有个推开开门跑无数楼了，路都哪里差不多吧？里面在那面前是吧？ ရိုးရိမ်မင်္ဂလာပါဗျာနော်ကျွန်တော်မင်းကြာဖြစ်ပါကျွန်တော်သတင်းလေးတွေမတင်တော့ကြာပြီသတင်းလေးမတင်တော့ကြာပြီနော်သတင်းလေးခုနေ့ကသတင်းလေးအတူချုပ်လေးတင်လိုက်တဲ့အောက်မှာလာပြီးပူဆက်ပူလောင်ဖြစ်ပြီးတော့ဆက်နေကြတယ်နော်အနာရှိတော့ဆက်တာပေါ့ဗျာအနာရှိတော့ဆက်တယ်ဒါကျွန်တော်မမှန်တာမပြောပါဘူးနော်မှန်တာကိုပြောတာစစ်ပွဲဖြစ်ကြပြီဆိုရင်မြေပြင်မှာကျွန်တော်ထိခိုက်မှုတွေတေဆုံးမှုတွေကတော့နည်းနည်းများရှိတယ်ကျွန်တော်တို့ သမရုံနေနဲ့လည်းထိခိုက်ဒဏ်ရာမှုတွေရှိတယ်လို့တစ်ဖက်အကျန်းဖက်အဖွဲ့စည်းရတယ်နော်ထိခိုက်ဒဏ်ရာမှုတွေရှိတာပဲအဲ့ဒီမှာကျွန်တော်ပြောချင်တာတစ်ခုကသမရုံကထိခိုက်ကြဆုံးမှုကတစ်ဆိုရင်ဘုရားကဒီအကျန်းဖက်အဖွဲ့စည်းတွေက30ဆိုတာမမေ့နဲ့နော်ဘယ်နဲ့သမရုံမုံရင်းကားတွေပါလာမှန်နေရတယ်ဟုတ်အကောင်လုံးမုံရင်းကနော်တမရမုံရင်းကလူလာမှန်တယ်ဟုတ်လားဦးစက်ပူလောင်ပြည့်နေမင်းတို့အနာရှိတော့စက်တယ်တိုက်ပွဲတွေဖြစ်နေဖြစ်တဲ့အဲထဲမှာနော် 比如，一搬来，一拆来就变，啊，那才有名贵的。哪里啊？啊 <music>，像那万达路走那么好吧？喏 <music>，万达路走那么好。现在这里，看那边的啊，搬那包的还蛮好的。喏，看那边的啊，搬那包的还蛮好的。嗯，那边啊，像那边啊，像那边个，像那边阿边的呢，像那边边的啊，啊，顶类的。嗯，就那里啊，没没山茶的，没长水果就长的啊。嗯，那么毛银行不老多，跑那里收粮啊。 ငါစဉ်းစားပြီးမှလို့ခုနကျွန်တော်ပြောတယ်လို့ပဲနော်စစ်ပွဲတွေဖြစ်လာတာပန်းနဲ့ပေါက်တာမဟုတ်ဘူးတန်းနဲ့ပြင်နေတာတန်းနဲ့ပြင်နေတာနော်တိုက်ပွဲတွေတိုက်ပွဲတွေတိုင်းမှာတမတော်ဘက်ကတစ်ဆိုရင်နော်အဲ့အချမ်းဖက်တွေဘက်က30ပဲနော်30စ30စနော်အဲ့ဒါလေးကိုသတိထားပါဒီနေ့ဒီဗမောအချိန်နေဗမောကိုမြို့တိုင်းနိုင်ငံမရှိသေးပါဘူးခင်ဗျာနေနော်ဗမောမြို့မှာ7 2 7နဲ့အဖွဲ့တွေဖိုက်တာတွေကတန်းတန်းခံပြီးတိုက်ထိုက်နေစီတန်းတန်းခံပြီးတိုက်ခိုက်နေပါတယ်နော်ဒီနောက်ကြောက်ဖြူ ကျောက်ဖြူချင်းတွေကတော့ OK နေထားကိုပြသွားပါပြီနော် OK နေထားပြသွားပြီနော်အင်းအင်းခဲဝါတွေကအဲ PDF တွေကိုဆေးတွေးပြီးတော့တိုက်ခိုင်းနေတယ်နော်အဲအင်းခဲဝါတွေနဲ့ PDF ချမ်းပဲတချို့ဆေးကြောင်ကြောင်ပြီးတော့တော့မှနော်ကိုလူတုလူမှမသိနော်ကိုလူတုလူမှမသိအနည်းကပ်လာပြီနော်အားလုံးပဲမင်္ဂလာပါတော့ကမောက်ဆုံးကိုဖတ်ဒီလက်လေးနဲ့ဖတ်တာပေါ့နော် ဖွင့်နေဆိုတာကကျွန်တော်မဟိုနေရမနေ့က၃ថ្ងៃတော့၄ថ្ងៃတော့ကြည့်လို့ဗျာကျွန်တော်အိမ်မက်မတာကျွန်တော်ကလာရှုမှာဟုတ်ကျွန်တော်လာရှုမှာဟုတ်ကျွန်တော်ဘာလီလာပြီးကျွန်တော်ကဘာလီလုတ်ပြရလေးဆိုလို့ရှိရင်ဖျားဆင်းတပေတော့ကြည့်တယ်ဖျားဆင်းဘူးတော့ကြီးဖျားဆင်းဘူးတော့အဆူပေါင်း900ဖျားဆင်းဘူးတော့လေအဲ့ဒါ900ရဲ့နောက်ကဆင်းဘူးတော့ရည်ပဲပါပြပါတော့ကြီးရောင်နေပဲကြာဒါပေမဲ့သူကအဲ့ဒီဖျားချမ်းဖျားအကြီးကြီးကဆင်းဘူးတော့ကြီးရာ ကြီးရောကြီးရောဒါမှကြီးနေလောက်ခါတာမဟုတ်ဘူးလားဟိုတုတ်ပြောင်းနေလောက်ခါဆိုပုံစံမျိုးပေါ့နော်အဲ့ဒါကြီးလေးလာပြီးတယ်ပြီးရင်လာရှုမှလည်းပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့တကူကျွန်တော်ကိုအဆူတော်တွေဝိုင်းလာတော့ဗျာအဲ့ဒါငါးခိုင်နေပေါ့နော်အတ္တိတူကြီးမဲ့တယ်နောက်တစ်ခွက်ကျတော့လေကျွန်တော်ရတဲ့တတိယမင်္ဂလာရှိပါတယ်ခင်ဗျာမင်္ဂလာရှိတယ်ဆိုတာကျွန်တော်တို့တလောကလာခဲ့တဲ့ရက်20လောက်ကရှိနေမြဲဗျအဲ့ကလာခဲ့ကျွန်တော်တို့